စိတ်ချမ်းသာရေးအခြေအနေဆိုတာကိုသိပြီးတော့ဂူမဆိုင်ကြဘူးဘာဖြစ်လို့ဂူမဆိုင်ကြလဲဆိုတော့တေချာလေးနားမလည်လို့ဂူမဆိုင်တာ Hello everyone အားလုံးပဲမင်္ဂလာပါဆရာက Inno and ye ဥဆောင်နေသူဆရာ Winston ဖြစ်ပါတယ်အာဒီဗီဒီယိုထဲမှာစိတ်ချမ်းသာရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောချင်လို့ပါဒီနေ့က World Mental Health Awareness Day ဆိုတာကြောင့်မို့လို့ ဆရာတို့စိတ်ချမ်းသာရေးနဲ့ပတ်သက်ပြီးတော့အားလုံးကိုပြောတင်နေလို့ချင်လို့ပါအဲ့တော့စိတ်ချမ်းသာရေးနဲ့ပတ်သက်ပြီးတော့တည်ရှင်တဲ့သူတွေရှိတယ်ဆိုရင်လည်းဒီဗီဒီယိုအဆုံးထိကြည့်ကြည့်ပြီးပြီဆိုရင် comment မှာဝင်ဆွေးနွေးပါ so world mental health awareness day ကဘာစိတ်ချမ်းသာရေးအသိပညာပြန်ပွားဖို့အတွက်အသိရှိဖို့အတွက်ရည်ရွယ်တဲ့နေ့အဲ့တော့ mental health စိတ်ချမ်းသာရေးအခြေအနေဆိုတာကို အာဆရာတို့တွေကတိတ်ပြီးတော့အလေးမထားကြဘူးစိတ်ချမ်းသာရေးဆိုတာကိုတိတ်ပြီးတော့ဂယူမဆိုင်ကြဘူးဘာဖြစ်လို့ဂယူမဆိုင်ကြလဲဆိုတော့တေချာလေးနားမလည်လို့ဂယူမဆိုင်တာပြီးတော့စိတ်ချမ်းသာရေးဆိုတာကဒီရုပ်ချမ်းသာရေးလိုမျိုးမြင်ရတာမဟုတ်ဘူးလေသွေးထွက်နေပြီးတော့ကျိုးနေပြီးပဲ့နေပြီးလို့ဆိုတာလိုမျိုးမြင်ရတာမဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့စိတ်ချမ်းသာရေးအခြေအနေကိုကနားမလည်ဘူးမတီးဘူး ဒါကြောင့်မို့လို့ဗီဒီယိုမဆိုင်ဘူးဆိုတာတွေဖြစ်လာတယ်။အာဆရာကဩစတြေးလျမှာ student counselor အနေနဲ့လည်းလုပ်လုပ်ခဲ့ခြင်းကြောင့်အကြောင်းလူကြောင့်တိုင်းနဲ့ counseling လုပ်ပြီးရတဲ့အခါမှာလည်းအမြန်တွေ့ရတဲ့ဟာကဘာလဲဆိုရင်အကြောင်းလူကြောင့်တိုင်းကကိုယ့်ရဲ့စိတ်ကြမ်းပိုင်းနဲ့ပတ်သက်ပြီးတော့မတိကြဘူး။အဲ့တော့ mental health issue ဆိုပြီးတော့ဖြစ်လာတယ်။ အာတခြားကြောင်းတွေလည်းအများကြီးရှိသေးတယ်ဒီအရက်ဆွဲတာတို့ဆေးဆွဲတာတို့အာ violent ဖြစ်ပြီးတော့ gender တန်တာတို့ဒါတွေအကုန်လုံးကလည်းစိတ်ချမ်းမရခြင်းနီးပြဿနာတွေကြောင့်မလို့ဒါပေမဲ့အလောက်ထိအသေးစိတ်တော့ဒီထဲမှာမဆွေးနွေးဘူးပေါ့ပြီးကျင်လာရှိရဆိုရင်လည်းမေးရပါအာတနေ့တော့ပြန်ပြီးတော့ဖြေပေးပါမယ်ဒီဗီဒီယိုထဲမှာအဓိက ပြောချင်တာကတော့ចောင်းလူចောင်းသားတွေနဲ့ဆိုင်နေစိတ်ချမ်းမရခြင်းနီး အခုဆရာတို့ GED SAT IELTS ကျောင်းမှာထိကတင်နေကျောင်းသူကျောင်းသားတွေမှာအများစုရှိတဲ့မြန်ကျောင်းသူကျောင်းသားတွေအားလုံးရဲ့ data တွေကိုကောက်တင်ကျောင်းသူကျောင်းသားတွေရဲ့ဒီ reflective channel တွေကိုဖတ်တင်ကျောင်းသူကျောင်းသားတွေပြောသမျှတုံ့ပြန်သမျှအချက်လက်တွေထဲမှာတူညီနေတဲ့အချက်လက်ချက်ရှိတယ်တိချက်က stress နေချက်က anxiety အဲ့တော့ စိတ်ပီစီမှု stress တွေရှိလို့ရှိနေမှမသိရှိနေတဲ့ကြောင့်ကြောင့်သားတွေအများကြီးပဲအဲ့လိုပဲ anxiety စိတ်လှုပ်ရှားတဲ့ဆိုတာပြီးလို့ရှိနေမှမသိရဲ့သူအများကြီးပဲအဲ့ဒါတွေကဒီဆရာတို့2020နှစ်တင်းနှံကြောင်းဆိုပြီးတော့စာဖွင့်တဲ့ကအမြင်နေတွေ့နေရတဲ့ပတ်တံပြီးအဲ့တော့ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဆိုပြီးတော့တွေ့ရပြီး ကိုကဒီ summary web အောင်လို့ပဲတင်ပေးချင်တာမဟုတ်လေနိုင်ငံတကာပညာရေးကိုပြင်ဆင်ပေးချင်တာဘာနိုင်ငံတကာပညာရေးအရာဆိုနိုင်ငံခြားရောက်ပြီးဆိုရင်ပို့ပြီးတော့ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကိုကြုံရမှာဥပမာ Australia လိုမျိုးဆိုရင် mental health crisis ဖြစ်နေတယ်လို့ပြောလို့ရတယ်လူတွေက lonely အရင်ဖြစ်ပြီးတော့ suicide rate တွေရော domestic violence တွေဆုံနေတာပဲ။ဒါကတော့ဒါကတော့နောက်တကယ်နာပေါ့ အဓိကပြောချင်တာကနိုင်ငံခြားရောက်ပြီးဆိုရင်အကြီးကျယ်တာတွေဖြစ်လာမယ်။နိုင်ငံခြားရဲ့ delay မှာကိုကအာအတားမကြအောင်ဆိုတာတွေဖြစ်လာမယ်။အိမ်လွမ်းနေဆိုတာတွေဖြစ်လာမယ်။အဆင်မပြေဘူးသူကကိုကမမတည်ဘူးဖြစ်လာမယ်။စရတဲ့ဒီပြင်းထန်လွန်တဲ့ခံစားမှုတွေခုမဟုတ်ဘူးကြောင်းရတဲ့အခါမှာတပြေးပြေးနဲ့စိတ်ကြမ်းမာကြီးကယိုယွင်းလာမယ်။ဒါနိုင်ငံခြားရောက်ဖြစ်မယ်ဟောင်းပြောရအောင်နော်။ ဆိုတော့အဲ့ဒါတွေကိုကိုယ်တိုင်လည်းဖြတ်တန်းကြုံတွေ့ခဲ့ပြီးတော့ကိုယ်တိုင်လည်းနိုင်ငံတကာအကြောင်းသူအကြောင်းသားတွေကိုကောင်ဆယ်လင်းလုပ်ခဲ့ပြီးပြီးတော့ဒါတွေကနိုင်ငံသားရောက်ရင်အနည်းနဲ့အများကြုံရမယ်ဆိုတာကိုသိနေပြီအခုအကြောင်းသူအကြောင်းသားတွေကိုတင်ပေးခြင်းနဲ့ဆိုပြီးတော့အကြောင်းမှာတင်ယူဆွဲတဲ့အခါမှာ mental health အခြေခံ psychology အခြေခံ neuroscience အခြေခံတွေထည့်ပြီးတော့တင်ခဲ့စတဲ့သက်ဆိုင်တဲ့နေရာတွေမှာတရား listening တကြထည့်ပြီးတော့ ပြောပြတယ်လေ့ကျင့်ပေးတယ်။အထူးသဖြင့် SAD အတန်းလိုမျိုးဆိုရင်ပို့ပြီးတော့လေ့ကျင့်ပေးဖြစ်တယ်။ဒါလည်းဘာဖြစ်လို့လဲဆိုတော့ခဏလေးကြာရင်ပြောပြမယ်။အဲ့တော့ကျောင်းဝရှိတဲ့သင်တန်းတိုင်းကိုသင်ယူဆွဲရခါမှာအခြေခံအုံမြင့်လိုမျိုးဒီသင်ယူရဲမှာဘာတွေပါမလဲဆိုတဲ့အချက်တည်းထဲမှာတစ်ချက်က psychology အခြေခံနေပါတယ်။ mental health ကိုအာ awareness ရရှိမယ် သင်ခန်းစာတွေထည့်ထားတယ်။အဲ့လိုထည့်ထားတော့မှတဖြည်းဖြည်းနဲ့မလုံလောက်ဘူးဆိုတာကိုပို့ပို့ပြီးတော့တည်လာ။အော်ဒီ2025နှစ်စမှာ GD တင်ယူပြင်တဲ့အခါမှာတင်ယူအစ်စ်သေးကို mental health နဲ့ဆိုင်တာတွေ psychology နဲ့ဆိုင်တာတွေ education နဲ့ဆိုင်တာတွေ education psychology လိုမျိုးချက်တွေပို့ပြီးတော့ပြောပြဖြစ်တယ်ပို့ပြီးတော့သင်ပေးဖြစ်တယ် IELTS မှာဆိုရင်လေဒီစာမေးခွန်းနဲ့ပတ်သက်ပြီးတော့ exam anxiety တွေ speaking skills နဲ့ပတ်သက်ပြီးတော့ social anxiety တွေဘလို့ကြောက်ခဲ့ရမလဲဆိုတာတွေကိုသင်ပေးတဲ့ပြီးတော့အင်္ဂလိပ်စာလေ့ကျင့်ပေးရုံနဲ့မကောင် mental capacity လို့ခေါ်တဲ့ကိုယ်စိတ်ရဲ့အာလောက်ဆောင်နိုင်စွာမြင်မာနေဖို့ attention span IELTS ဆိုင်ဘူးကောင်းစေဖို့ဒီချက်တွေကိုလည်းထည့်ပြီးတော့ လေ့ကျင့်ပေးဖြစ်တယ်သင်ပေးဖြစ်တယ် SAT အကြောင်းပြောပြမယ်ဆို SAT ကိုစိတ်ဝင်စားရမိပါတယ်ရှိမယ်ကြောင်းကြောင်းပါတယ်ရှိမယ် SAT အကြောင်းကိုတခြားမတည်တဲ့သူတွေလည်းရှိမယ် SAT အကြောင်းလည်းလေးပြောပြရမယ်ဆိုရင် SAT ကမေးခွန်းတစ်ပုဒ်တစ်ပုဒ်ကို10မိနစ်နဲ့12စက္ကန့်13စက္ကန့်လောက်တွင်မှာဖြည့်ရတယ်အဲ့ဒီအချိန်တွင်မှာစာအများကြီးဖတ်ရမယ် သူကစားပေးထားပြီးသားနော်ဘယ်ဘက်ချမ်းမှာစားရီးပေးထားပြီးသားညာဘက်ချမ်းမှာအဖြေရီးပေးထားပြီးသားဘယ်ဘက်ချမ်းပေးထားတဲ့စားကိုဖက်ညာဘက်ချမ်းအဖြေကိုရွှေပေးရုံပဲအဲ့တော့ရိုးရှင်းနေကျတော့ဒီမြန်မာပြည်ကပညာရေးအရပြောမယ်ဆိုရင် open book exam လို့မျိုးရရှိတတ်တယ်တက္ကသိုလ်တွေမှာစာအုပ်ဖွင့်ဖွင့်ပြီးတော့ကြိုက်တယ်လို့ဖြေဆိုတာလည်းမျိုး SAT ကလည်းထုံးလေးတကောင်ပဲ ကြီးတည်တဲ့အလိုပါပဲဘယ်ဘက်မှာစတာပြီးထားတယ်ညဘက်မှာအဖြစ်ဒီဖြေလို့မယ်ဒါပေမဲ့ကြီးနဲ့စိတ်ညာပါကွာလဲဆိုရင်ကြီးတရားအလောင်းမကပ်ဘူးစာနေအလောင်းမရှုပ်ဘူးအချိန်ပိုရတယ်တပုတ်ကိုနမနစ်နမနစ်ခွဲလောက်ကြည့်ရတယ် SD မှာကျတော့အများဆုံးအများဆုံးအချိန်ကိုယူနိုင်မှာတခြားအပုတ်တီလွဲအပုတ်တီတွေနဲ့အချိန်ကိုခိုးယူနိုင်အောင်မှာတမနစ်နဲ့စက္ကန့်90လောက်ကအများဆုံးဖြစ်မှာ ဆိုအဲ့လောက်အချိန်တို့တွင်မှာစရည်အများကြီးရှာရတော့မယ်ဆိုတော့ကျောင်းကျောင်းသားတွေက stress တွေတက်ရော anxiety တွေတက်ရောအဲ့ဘာဖြစ်လဲဆိုတော့အဲ့ stress တွေတက်တာ anxiety တွေတက်ကိစ္စတွေကကျောင်းကျောင်းသားတွေထက်သမျှ reflective channel မှာခဏခဏတွေ့ရတယ်အာရုံမဆိုင်နိုင်ဘူးစဖက်ပြီးတော့မိသွားတယ်ပြီးတော့ဖက်နေဖက်နေနေပင်ပန်းလာတယ်စာမလုပ်ချင်တော့ဘူးပြီးတော့ အာတစ်ခါလေဖက်တော့ဖက်လိုက်တယ်ဘာလို့ဖက်လို့ဖက်သွားမိမှမသိဘူးပြီးတော့တစ်ခါလေကြစာလုံးဝမလုံးချင်ဘူးစာတွေ့တာနဲ့ခေါင်းတွေမူလာတယ်အဆုံးပဲအဲ့လိုမျိုးကျောင်းသူကျောင်းသားတွေရဲ့အချက်လက်တွေသူတို့ reflective channel မှာရှိတဲ့အချက်လက်တွေအပြင်အာဟိုတလောဖြစ်တဲ့ဟာဆိုကျောင်းသူကျောင်းသား၅ယောက်ရှိပြီဆရာတို့ဘက်ကတော့ကိုကျောင်းသူကျောင်းသားတွေကိုအပြည့်အဝသင်ပေးလိုက်တယ်ကိုကျောင်းသူကျောင်းသားတွေကလည်း share ကြိုးစားကြတယ် well ဒီရှစ်လပိုင်းကိုလပိုင်းဖြည့်ခဲ့သူတွေထဲမှာအမှတ်တရတော့ကောင်းပြီပေါ့1300အထက်1400အထက်1500အထက်တိတော့ပါမယ်ပေါ့ဆိုပြီးတော့အားခဲလိုက်တယ်ဒါပေမဲ့1200ကျော်ကြီး1300ကျော်ကြီးပဲဖြစ်ကြတယ်အဲ့မှာစိတ်ဝင်စားဖို့ကောင်းတာပါလဲဆိုတော့ဘာဖြစ်လို့ဒီ1400အထက်1500အထက်ကိုမရောက်လဲဆိုတာကိုဒီစာမေးခွဲဖြည့်ပြီးရအကြောင်းကြောင်းပါနေတယ် reflective conversation meeting ni khobiyo sakari pyo re kha ma sami weekend ne yaut de chain jaw exam anxiety ga too strong phit da de ayan go alo le ဘယ်မှာနိုင်လဲပြောရမှာပေါ့အဲ့တော့အပြင်မှာအသက်ရှူလေးခြင်းငံနေလောက်သွားတယ်အပြင်မှာစာရီတိချာလေးလေးခြင်းသွားတယ်စာမီးပုတ်ကနေလေးရောက်ရောအကုန်လုံးမိကုန်ပြီးတော့ဘုံနောက်ကဟန်သွားတယ်ပေါ့နော်မတွေးနိုင်တော့ဘူးဘာမှမသိတော့ဘူးအဲ့ဒီအချိန်မှာအဲ့ဒါဘုံနောက်ကိုပြန်ပြီးတော့ တွေးနိုင်အောင်လို့အုံနောက်ကိုပြန်ပြီးတော့အာယုံဆူဆိုင်လို့ရအောင်လို့လုပ်ရတာအချိန်ကြီးကုန်သွားပြီးတော့အဲ့မှာအချိန်မလောက်ဘူးဆိုတော့ stress တွေကပြန်တက် stress တွေပြန်တက် like anxiety တွေပြန်တက် like လုံးလိုက်ချလဲလိုက်ပြီးတော့ကြိုးစားဖြေရတော့မှာအောင်200ကျော်1300ကျော်ကြီးဖြစ်ကုန်တယ်ဆိုတာက true stories တွေအကူအရောရှယ်မှန်းထားတယ်အကြောင်းအကျိုးတွေလည်းရှယ်ကြိုးစားထားတယ် ါပေမဲ့ဒီ mental capacity စိတ်ရဲ့အခြေအနေဒီချောင်းစိတ်ရဲ့အာအယုဆူဆိုင်နိုင်စွမ်းနေနေသွားတာကြောင့်ခုနပြောတဲ့ anxiety attack လိုမျိုးထိ ंछ ုပ်လို့မရဘူးလေ anxiety attack ကိုအုံဖွာမဖြစ်နေတော့ဆိုပြီးပြောလို့မရတော့ဆရာတို့လူလူကြီးတွေတောင်မှ emotionally intelligent ဖြစ်တဲ့သူတွေတောင်မှ anxiety ရတဲ့ချုံနေရာတွေမှာရှိတယ်လူပိတာလို့လူဖြစ်လို့ခုနပြောတဲ့ stress တွေ anxiety တွေရှိရ ဒါပေမဲ့အဲ့ဒီ stress တွေ anxiety တွေကိုဘယ်လိုမျိုး manage လုပ်မလဲဘယ်လိုမျိုးစီမံမလဲဆိုတာကြတော့ချင်းရှူလို့ရတယ်အလေးချင်းနေအဲ့တော့အခုဆိုရင်ကျောင်းအသင်္ကန်းစာရေးထဲမှာ breathing exercise တွေကိုထည့်တင်နေပြီးတော့ mental health နဲ့ဆိုင်တာတွေကိုထည့်တင်နေပြီးတော့ချင်းရမယ့်ဟာတွေကိုလည်းပြောတယ်အာဒီနောက်ပိုင်း batch တွေမှာ တေချာလေးလိုက်ပြီးတော့ကျင်လာကြတဲ့အကြောင်းအကျောင်းသားတွေကိုလည်းတွေ့ရတယ်။အထူးသဖြင့် batch 5 6 7လိုက်ပြီးတော့လေ့ကျင့်ကြတယ်။အဲဒီ batch ကအကြောင်းအကျောင်းသားတွေ thank you so much လိုက်ပြီးလေ့ကျင့်ပြီးတော့ insight တွေ share ပေးတဲ့အတွက်ရှေ့ကဒီ2025နှစ်စမှာစာဖွင့်ကနေက reflective channel တွေ share ပေးတဲ့အကြောင်းအကျောင်းသားတွေပြီးတော့အတန်းထဲမှာ discuss လုပ်တဲ့အကြောင်းအကျောင်းသားတွေဆရာဥစာမိတဲ့အကြောင်းအကျောင်းသားတွေ batch 1 and 5t again thank you all so much အဖြစ်လို့လဲဆိုတော့ဒီကျောင်းသူကျောင်းသားတွေပေးတဲ့အချက်လက်တွေကျောင်းသူကျောင်းသားတွေပေးတဲ့ feedback တွေပေါ်မူတည်ပြီးတော့ဆရာတို့ကဟိုတေချာလေးနားထောင်ပြီးကျောင်းသူကျောင်းသားတွေရဲ့လိုအပ်ချက်ကိုအမြဲတမ်းဖြည့်ပေးနေတာဆိုတော့ mental health awareness နေမှာကျောင်းသူကျောင်းသားတွေနဲ့မိပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတော့ mental health နဲ့ဆိုင်တဲ့ဒီ စိတ်ကျမ်းမာရေးနဲ့ဆိုင်တဲ့အချက်လက်လေးတချို့တည်သွားမယ်လို့ထင်ပါတယ်။အာလူပိတာရဲ့ဆိုရင်စိတ်ခံစားမှုတွေရှိနေအောင်ပါမယ်။လူပိတာရဲ့ဆိုရင်ဒီအတွေ့အကြုံတွေကရှိနေအောင်ပါပဲ။အဲတော့ဆရာတို့နေနဲ့တန်းတိုင်းဆုံးလောက်အောင်မယ့်အချက်တွေက mental health နဲ့ဆိုင်ရင်တချက်ကိုပါဖြစ်နေလေတည်အောင်လုပ်ပါ။အရင်ဆုံး awareness ရဖို့ကအရင်ကိုအရေးကြီးတယ်။ နေချအဲ့လိုမျိုးဖြစ်နေတဲ့အခြေအနေစိတ်အခြေအနေ mental state တည်ပြီးဆိုရင်အဲ့ဖြစ်နေတာနဲ့ပတ်သက်ပြီးတော့အာလိုက်လုပ်ရမယ် activity တွေရှိလာမယ်အဲ့ဒါကိုတေချာလေးလိုက်လုပ်ပါစိတ်ချင်းစင်တော့ပဲခေါ်ခေါ်စိတ်ကြမ်းမအောင်လေ့ကျင့်တယ်လို့ပဲခေါ်ခေါ် will power လို့ခေါ်တဲ့စိတ်ခွန်အားရှိအောင်လေ့ကျင့်တယ်လို့ပဲခေါ်ခေါ်လေ့ကျင့်ရမယ်ချင်းစင်နေရှိပါတယ် ဒါတော့ကျောင်းသူကျောင်းသားတွေဆိုရင်တော့ဆရာအတန်းနဲ့မှပြောထားတာရှိပူတာအပြန်ချင်နေတဲ့သူတွေအတွက်အာဒီလာဒီလာကုန်လောက်ကိုတင်နန်းဖွင့်မယ်လို့စဉ်းစားထားပါတယ်စိတ်ဝင်စားရင်လည်းကွန်မန်မှာကြည့်ခဲ့နော်အာခုနပြောနံပါတ်2ချက်ပြီးပြီဆိုရင်နံပါတ်3ချက်ကဘာလဲဆိုတော့ self diagnose လုပ်တာလို့မျိုးကိုကိုကို Google Doctor မလုပ်ပါနဲ့ Google မှာ number 1ခေါက်စာရေးပြီးတော့နားပဲ ယူနေပြီလားဆိုတာလည်းမျိုးမလုပ်ကြပါနဲ့နားလေတဲ့သူတက်ကျွမ်းတဲ့သူတွေနဲ့ပြောပြအောင်ပြောပါနံပါတ်၄ချက်ကတော့စိတ်ချမ်းမာရေးခြင်းစင်နေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုချမ်းမာစိတ်ချမ်းမာဖြစ်အောင်လို့ပုံမှန်လေးလှုပ်ရှူရမယ်ပုံမှန်လေးချင်းရှူရမယ်ဘယ်နေ့တိုင်းနေ့တိုင်းလေ့ကျင့်နိုင်ဖို့ကြိုးစားပါအကောင်းဆုံးကတော့ကိုယ့်ရဲ့ lifestyle လို့ပြောမယ်လူနေမှုဘဝပုံစံကို ပြောင်းလဲပြီးတော့ကိုယ့်ရဲ့စိတ်ချမ်းသာရေးကိုယ်ချမ်းသာရေးအကောင်းဆုံးဖြစ်စေမယ်နေထိုင်မှုပုံစံကိုဖြစ်အောင်လို့ပြောင်းပါဆိုဒီချက်တွေက mental health နဲ့ပတ်သက်ပြီးတော့ဒီတင်တဲ့အချက်တွေပါအာအလုံးလေးဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးအများကြီးတင်ပါတယ်စေချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနေနေပြည့်စုံကြပါစေလို့ဆရာဆုတောင်းပေးပါတယ် Have a lovely day I will see you later